ကဲဟောမိတ်ဆွေများကိုမြင်တွေ့နေရတာတော့လာအိုဆက်ပေါ့နော်လာအိုဆက်မော်ရယ်နံပါတ်က LS 0043ပေါ့နော်လာအိုဆက်နော်ဒီဆက်လေးရဲ့ error ကကျွန်တော်ဖွင့်ပြမယ်နော်သူကနော်သူက12 volt supply ပေါ့နော်12 volt adapter နဲ့ထိုးရမယ်နော်ဒီမှာသူ12 volt adapter နော်12 volt adapter နဲ့ထိုးရမယ်ဒီမှာ power clock ပါမယ်နော် ် HDMI အပေါက်ပါမယ်ရိုးရိုးကျွန်တော်တို့ RCA ကြိုးပေါက်ပါမယ်နော် USB တစ်ပေါက်ပါမယ်ဟုတ်ပြီနော်ဒါဆလောင်းကတော့သူကဆလောင်းချိန်ရတာကျွန်တော်18ဒီဂရီပေါ့နော်လောက်ဂျိုးရူးပေါ့နော်လောက်ဆက်ကိုလောက်ဆက်တယ်လိုက်ကိုကျွန်တော်ချိန်ထားတာနော်အဲဆလောင်းဂျိုးဆလောင်းကနော်ကျွန်တော်အနေဆုံးကျွန်တော်နှစ်ပန်းဆင်ထားပါနော်ဒီလိုဆလောင်းဆက်တွေပြင်မယ်ဆိုလို့ရှိရင် နှစ်ပန်းဆင်လာတယ်ဒီမှာဒီကျိုးတကျိုးဒီရက်ဒါဆလောင်အဲဒီကောင်ကဒီကောင်လည်းဆလောင်ကျိုးပဲဒီကောင်ကစကိုင်းနက်တို့ကျွန်တော်တို့နော်ဟိုနင်းတို့ထိုင်းကွန်ကူတို့နော်စကိုင်းနက်ဂျိုးရူးနဲ့ကျွန်တော်တို့ခွန်ရှစ်တို့ခွန်ငါတို့ကခွန်ရှစ်ခွန်ငါဂျိုးရူးတွေကကျွန်တော်တို့နော် PSI တို့နော်ကန်နပလက်တို့စကိုင်းနက်တို့ကနော်အဲသုံးခုစလုံးအိုက်ဆက်သုံးခုစလုံး run လို့ရအောင်လို့ဘန်းကိုညှချိန်ရတယ်နော်အဲ့ဒါဒီကျိုးအော်ဒီကောင်ကတော့ကျွန်တော်တို့ အရှိပေါ့နော်အရှိစူးစူးလောက်ကိုချင်ရတာပေါ့နော်ဆလောင်ပန်းလေထားနေဆိုဒီတနစ်ဆက်ကြတော့နော်တနစ်ဆက်ကြတော့ဒီလောက်ဆက်တွေသုံးမယ်ဆိုလို့ရှိရင်နော်အဲ့လိုဆလောင်ကိုလည်းအဲ့လိုချင်ရပါတယ်နော်ဒီဆက်အဲ့ဒါလို့ကျွန်တော်ဖွင့်ပြမယ်နော်အဗုဒ္ဓကအနေနဲ့ကျွန်တော်နော်ပြောပြတာနော်ဆလောင်ဆလောင်နည်းပညာနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကြီးသိရမယ်နော်လောက်ဆက်တို့ဆက်တွေအများကြီးပဲလေကျွန်တော်ဆလောင်ဆက်နဲ့ကြည့်တာကြီးရနော်အဲကျွန်တော်တို့ ် Go HD G7 တို့ပါလို့ရှိမယ်เนาะဟောဒါပေမဲ့ Tiger တို့ပါလို့အများကြီးပဲเนาะ brand တွေအများကြီးပဲရှိရေเนาะဒါပေမဲ့ကျွန်တော်တို့ဒီ Jodu တွေကတော့ကျွန်တော်တို့အတွင်းထဲမှာပါတဲ့ software ပိုင်းတွေကွာမယ်ပေါ့เนาะ Jodu တွေကတော့ Jodu လမ်းကြောင်းတွေကွာမယ်အဲကျွန်တော်တို့အဲ့အလိုရှိပါတယ်เนาะအဲ့လောဆက်ဒီစက်ကလေးရဲ့အဲ့တော့ကျွန်တော်တစ်ချက်လောက်စစ်ကြည့်လိုက်အောင်เนาะကျွန်တော်အတူတူလိုက်ပြီးတော့ဟောဖွင့်လိုက် ော်ဒါဒါသူ့လိုကိုတက်လာပြီနော်အဲသူ့လိုကိုတက်လာပြီနော်အဲအဲလိုင်းနေပေါ်လာပြီနော်လိုင်းပေါ်လာပြီလိုင်းပေါ်လာပြီတော့သူ့ remove ကလည်းဒါသူ့ပါလာရဲ့ remove ပေါ့နော်ဒီမှာဒီဒီခလုတ်လေးရောမရှိတော့နော်အဲ့မှာကျွန်တော်တို့ဒီမှာ okay နှိပ်ပြီးတော့ကျွန်တော်ဇာကွက်ပေါ်ကြည့်လိုက်မယ် ဇာကွက်ပေါ်ကြည့်လိုက်မယ်သူကအဲ့လို line တွေထက်နေတာသူ error channel k ဆိုလဲ2 line 4 2ဆိုလဲ2 line ytv ဆိုလဲ2 line အဲသူကအဲ့လို line တွေထက်နေ error အဲဒီ error ကြတော့ကျွန်တော်တို့ဒါ hardware ပိုင်းကတော့ဖြစ်ဖို့ຢາກັນບໍ່ຊິດອກບໍ່ເນາະຫມາລ້ານນີ້ຖັດນີ້ບລັອກບລັອກຜິດວ່າແມ່ນບໍ່264ທີ264ສໍ264ຕົວແວ່ນບລັອກແຫຼະ132ບໍ່ເນາະ132ລາຍ ိုင်းလက်ရှိနော်132လိုင်းသူက2လိုင်းစီ2လိုင်းစီထပ်ထပ်နေလို့နော်164ဆိုတော့တဝက်ဝက်လိုက်ရင်160နဲ့၄လိုင်းဖြစ်သွားပြီပေါ့နော်အဲ့လိုအဲ့လိုနော်အဲ့တော့ကျွန်တော်တို့ကသူ့မူရင်းကနော်သူ့မူရင်းက189လိုင်းပါတယ်လို့ပြောနော်189လိုင်းပါသူ့မူရင်းက အခုတော့189 line line လည်းမစုံမဲနဲ့သူကနော်164 line ဆို132 line ပေါ့ဗျာ132 line ကိုသူကနှစ်ခါနှစ်ခါထပ်နေတယ်အဲ့အဲ့ရနော်အဲ့တော့ကျွန်တော်တို့ကဒီ hardware ဘန်းတော့ကောင်းတယ်ပေါ့ဗျာနော် software ဘန်းကိုပဲကျွန်တော်တို့တစ်ချက် live စစ်ကြည့်ရအောင်နော်အဲ့တော့ကျွန်တော်တို့ menu တစ်ချက်နှိပ်ကြည့်မယ် menu တစ်ချက်နှိပ်ကြည့်လိုက်မယ်နော် menu တစ်ချက်နှိပ်ကြည့်တော့သူ menu setting ကဒီလိုထွက်လာနော်နော်ချင်းကဆက်ရုံထွက်ချင်းခိုက်ထားပုံနဲ့တစ်စင်းပို့ ရတဲ့အဲ့တော့နော်ဒီတော့ OS ဒီအစင်းမြင့်တင်နဲ့အစင်းမြင့်တင်နဲ့ USB အစင်းမြင့်တင်အာ USB အစင်းမြင့်တင်ဆိုတော့ ये सो मेरी आओ तम यू एस पी इसे मे दें यू एस पी ने चला असें मे दें ओ टी लौजी मेरो में देना था भाषण नंबर था तीसरा है भाषण उसी ने भाषण हो गया ना एस डब्ल्यू भाषण या तीन आतों ना छोटी जीरो टू एस डब्ल्यू भाषण या 0 into 43 or 109 actual w version 1016 3016သစ္စာတိဆော6လပိုင်း30 2023เนาะအဲဒါဒါသူ့ရဲ့သူ့ရဲ့မူရင်းဘာရှင်းပေါ့ဗျာเนาะဒါသူ့ရဲ့မူရင်းဘာရှင်းအဲဒီတော့ဇွတ်စပီနတ်အဆင့် လောက်ကြည့်မယ်နော် USB နဲ့ OT ဆွဲကြည့်မယ်ဘာရှင်ပြင်ကြည့်မယ်ရမရဘူးနော်ဒီဆက်တရတော့တစ်ခါတရံမှဆယ်ခါရံတစ်ခါလောက်မှပြင်ရလာဆိုတော့နော်ကျွန်တော်ဒီဟာကိုအရင်လိုက်ပြီးတော့လေးလာကြည့်ရအောင်နော်အဲ့တော့အဲချိန်ကနော်ဒီ setting လေးတည်းကိုဝင်ပြင်ရမှာနော်အဲ့တော့တစ်ချက်မှတ်ထားအဲ့တော့တစ်ချက်မှတ်ထားရမယ် တကယ်လို့ကျွန်တော်အပြင်းနဲ့ OTA software OTA version မြင့်ကြည့်မယ်ဗျာ OTA ဆွဲပြီးတော့ version မြင့်ကြည့်မယ်နော် USB နဲ့ version မြင့်ကြည့်မယ်မြင့်လို့မရဘူးဆိုတော့မှကျွန်တော်တို့ IC ဖြုတ်ပြီးလဲဆိုဆက်ဖွင့်ပြီး IC ဖြုတ်ပြီးလဲဆိုကျွန်တော်တို့ IC ပြန်ကူးပြီးတော့ software ပြန်ရေးကြည့်မယ်ပေါ့နော်နော်သူက software ဘိုင်းပေါ့ဗျာဒီ hardware ဘိုင်း power supply ဘိုင်းတွေကောင်းတယ်လို့သူရုပ်တွေထွက်တာအတန်တွေထွက်နိုင်တာနော်အဲ့လိုခွဲချရမယ်ကျွန်တော်အပိုင်းခွဲရမယ် အဲ့တော့ကျွန်တော်တို့ကဒီ software ပိုင်း error ဖြစ်တဲ့အတွက်ပထမအဦးဆုံးအရင်ဆုံးစူးစမ်းကြည့်မယ်ကျွန်တော် USB stick ထိုးပြီးရဆိုနော်ဒီအနောက်က USB stick ထိုးပြီးရဆိုဒီအနောက်မှာပါတယ် USB stick ပေါ့နော်အဲဒီ USB ကနေကျွန်တော်တို့နော် stick ထိုးပြီးရဆိုကျွန်တော်တို့ version ပြင်ကြည့်မယ်ပေါ့နော်မစတက်ကိုကျွန်တော်ထည့်လိုက်ပြီပေါ့ကြာနော်စတက်ထဲကိုစတက်ထဲကိုကျွန်တော်ဟာသူ forward ထည့်လိုက်ပြီပေါ့နော် ဖွင့်ဝဲထည့်လိုက်ပြီဖွင့်ဝဲထည့်လိုက်ပြီဆိုတော့စတက်ထဲကိုကွန်ပျူတာနဲ့ဖွင့်ဝဲထည့်တာပြီထည့်တာပြီဆိုတော့ကျွန်တော်ဒီမှာဒီနောက်က USB ပေါက်မှာထိုးလိုက်မယ်เนาะဒီရတိုင်းမှာစဉ်းစားနေတော့အဲ့လိုပေါ့အဲ့เนาะ USB ပေါက်မှာထိုးလိုက်ကျုံတက်တူရဲ့ညစ်တက်တူရဲ့ထိုးလိုက်ပြီးတော့ကျွန်တော်ဒီမှာတစ်ဆင့်ခုနကမီနူးတော့သွားကြည့်မယ်เนาะမီနူးတော့သွားကြည့်မယ်ဆိုတော့ဒီထဲမှာเนาะ အဆင့်မြင့်တင်တယ်နော်။ဟာအဆင့်မြင့်တင်တဲ့ဝင်လာ USB အဆင့်မြင့်တင်ဆိုအဲ့ကောင်တစ်ချက်နှိပ်ကြည့်လိုက်။နော်။အဲ့မှာဖွင့်ကြည့်လိုက်မယ်။ဖွင့်ကြည့်လိုက်ပြီးတော့အလောက်ဆက်နော်ဒီမှာဒီမှာကျွန်တော်ထည့်ထားတဲ့လောက်ဆက် NS0042 ပေါ့နော်ဒီတော့ဆက်ကကြတော့0043နော် ပေါင်း43 42နော်42ဖွင့်ကိုထည့်ကြည့်နော် software လိုက်ဖတ်တော့ဖိုင်မရှိနော်အဲ့ဒါမရနော်ဒီကောင်နဲ့ USB ကနေပြီးတော့အဆင့်မြင့်လို့မရဘူးနော်အဲ့တော့အဖြစ်မနေကျွန်တော်တို့ IC ဖြုတ်ပြီးရတယ်လို့ကျွန်တော်တို့ကူးကြီးมาပဲရမယ်နော်ကူးကိုပဲကြည့်

လောက်ဆက်အစ်စ်เนาะออเดลี่ပေါ့ဗျာออရက်ဆက်ပေါ့เนาะဆက်ออရက်ဆက်ခြားကြည့်ออရက်ဆက်ခြားကြည့်မယ်เนาะပြန်တက်လာ တက်လာပြီးတော့ဒါသူ့ဘက်သူဆွဲသွားမှာနော်သူ့ဘက်သူစကန်ပြန်ဆွဲထည့်သွားတယ်ဟောဒီမှာစကန်ပြန်ဆွဲပြီသူ့ဘက်သူနော်ဒါဆိုစကန်ပြဆွဲရတယ်တစ်ချက်ဆောင်ကြည့်ရအောင်နော်

အော်သူကအဖြစ်မဲ့ဖြစ်သွားတယ်ဆိုစတင်ပြချင်ရမယ်ကွာနော်သူကဂျပန် TV ကျွန်တော် TV ကဂျပန် TV ဆိုတော့စတင်ပြချင်ရမယ်စတင်ကဘယ်လိုပြန်ချင်ရမလဲဆိုတော့အာအချို့လည်းရုပ်တော်မှခွကျွန်တော်နဲ့ standard program နဲ့ဒီထဲမှာနေမယ် OST ထဲမှာဝင်ကြည့်ဟာ OST ထဲမှာဟော ワスティの報告が。ဒီထဲမှာပါရှိမယ်ဒီထဲမှာဘာမှရှိဘူးနားလေအဲ့ဆက်အဲ့ဆက် second အချို့ or AB AB မှာက second အချို့အော်ဒီမှာ second ရုပ်တံဖိုင်ခွဲခြားနှုန်းမှာเนาะသူကမကြည့်ရအကာလအဖြူမဲဖြစ်နေဗျာဂျပန် TV ဆိုတော့ဟိုက်ပါလေအော်တိုခွဲခြား480 i နဲ့ကအာ480 i နဲ့က တဲ့တာများရနော်ဂျပန် TV ကြီးကအဲ့ဒါတစ်ချက်မှတ်ထားမယ်နော်အဲ့ဒါတစ်ချက်ဘူးလူတော်အနေနဲ့မှတ်ထားပေးပါနော်တချို့ TV တွေဆိုအဲ့လိုရုပ်ထပ်မကိုက်လို့ရှိရင်သူကကျွန်တော် TV ကတော့ဖြုံမဲပေါ်တယ်ပေါ့နော်တချို့ဆိုလို့ရှိရင်အဲ့လိုစာကြည့်နေကြတော့နှိမ့်လို့တော့မရဘူးနော်ဖြုံမဲပေါ်ပြီးတော့ဒီလိုဒီလိုအပေါ်အောက်ခုံနေတာနော်ဒီလိုအပေါ်အောက်ခုံနေတာတန်းတန်းနေအဲအဲ့တော့ဆိုလို့ရှိရင်တော့တခြားရုပ်ထပ်ကောင်းတဲ့ TV နဲ့ color အမှန်ထွက်တဲ့ TV တစ်လုံးနဲ့ ဒီကောင်ကိုဆက်တင်ချိန်ပြီးတော့အခုလိုပေါ့နော်ရုပ်ထွက်ဆက်တင်ချိန်ပြီးတော့မှဒီ TV မှာဂျပန် TV မှာပြန်ကြည့်မှာအဆင်ပြေလိမ့်မယ်နော်အဲ့တော့ဆိုရင်အခုက reset ချလိုက်တာရအောင်ရပါရင်လေတူရ90တက်လိုက်ဟုတ်တယ်နော်ဆက်ချလိုက်တာဆက်ကရအောင်ရအောင် နော်ဒီမှာ HPU line နေပါအရာနော်ဒါဒါ reset ချလိုက်တာနော် reset ချကြည့်လိုက်ရအစင်ပြေသွားတယ်နော်ကဲအဲ့တော့လေးကိုနော်ဆက်ချကြည့်လိုက်တာရပါတယ် ထားသွားတယ်ဆိုတော့ခုနကဟိုနည်းကိုပြန်ကြည့်အောင် damage line တွေလိုက်ကြည့်အောင် HPU line တွေရတယ်ဒီ line တွေတော့ရပါတယ်ဒါကမြန်မာ line တွေနော် YTV YTV လည်းရတယ်ပြီးတော့5 plus တို့ပါလို့လည်းရမယ်နော်အမှဆက်ပိတ်ပြီးပြန်ဖွင့်ကြည့်နော်ဆက်ပိတ်ပြီးပြန်ဖွင့်ကြည့်မယ် နော်ဒီတိုင်းပဲကောင်းသွားလဲဆိုတော့ဒါဆိုအဆင်ပြေသွားပြီပေါ့နော်မဟာလို့ပါလို့လည်းရနော်မဟာနော်မဟာလည်းရမဟာလည်းရမယ်ဆိုတော့နော်အတူတူပဲဗျာနော်အဲ family bond တို့လာအောင်ဆက်တော့ကလာအောင်ဆက်တဲ့ family bond နဲ့တော့အထက်က fan web software တူတယ်နော် တော့တခု short note လေးမှတ်ထားပေးပါเนาะ C movie ရပါလဲမသိတစ်ချက်ဖွင့်ကြည့်ရအောင်เนาะ C movie လည်းလာတာပဲเนาะ C movie လည်းလာတာပဲဒါက Discovery Asia Discovery Asia လည်းလာတာပဲเนาะအဟဟုတ်ပြီဒါဆိုတော့မှန်သွားပြီလမ်းလည်းမထက်တော့ဘူးเนาะခုနကလည်းမထက်တော့ဘူး ော်တမီဆိုလို့ရှိရင်လဲ1 2 3 4 5နော်တမီ line နေဆိုလို့ရှိရင်လဲ1 2 3 4 5လာဟောပြီးပြီးရင်ကျွန်တော်တို့အာဒါကတော့ log line တွေပေါ့ဗျာ log pstv တို့ပါတော့နော်လာရယ်နော်စကနေကဒီလောက်ဆိုရပြီဗျာဒီမှာနော်50ဝန်းကျင်နော်အပေါ်တော့100ပြည့်50ဝန်းကျင် तू ကဆလောင်းပန်းကြတော့ तू ကအရှိဆူဆူလောက်ကိုခြံရရယ်နော် ပြည့်ဆိုင်ဘန်းတို့လောက်မမော့ဘူးနော်ဘန်းမမော့ဘူးပြည့်ဆိုင်ဘန်းတို့ကဒီလိုမော့နေတယ်ဒီလိုမော့တယ်ဆိုလို့ရှိရင်သူကဒီဒီလောက်မမော့ဘူးဒီလိုလေးနည်းနည်းလေးမတ်တယ်ပေါ့ဗျာနော်နောက်ပိုင်းကျရင်ကျွန်တော်ဆလောင်းချိန်တာတွေပဲပဲပြပေးမှာနော်အကုန်လုံးအသက်မူဝမ်းကြောင်းပညာရတခုဖြစ်ကျွန်တော်တို့လောက်ကင်နိုင်တဲ့အနေထားတိရောက်အောင်လို့ကျွန်တော်နော် online class လောက်ပြီးတော့ကျွန်တော်စီစဉ်သားပြီနော် online class Telegram ပေါ့ဗျာ Telegram group မှာ online class class ကျွန်တော်ဖွင့်ပေးမယ်เนาะเนาะလူတိုင်းတက်နိုင်တဲ့နှုံသားနဲ့ကျွန်တော်ဖွင့်ပေးမယ်เนาะလူတိုင်းတက်နိုင်တဲ့နှုံသားနဲ့ကျွန်တော်ဖွင့်ပေးမယ်เนาะအတန်တိုးရလိုက်အောင်เนาะလူတိုင်းတက်နိုင်တဲ့နှုံသားနဲ့ကျွန်တော်ဖွင့်ပေးမယ်ဒီ set တန်ပိတ်ကြည့်လိုက်ပိတ်ပြီးတော့မှပြန်ဖွင့်ကြည့် ိတ်ပြီးတော့မှပြန်ဖွင့်ကြည့်မယ်လူတိုင်းခုနစကားပြဆက်အောင်မယ်ဆိုရဲနော်လူတိုင်းတက်နိုင်တဲ့နှုံးနှမ်းနဲ့ကျွန်တော် Telegram group ဖွဲ့ပြီးတော့ကျွန်တော်တင်ကြားပေးမယ်ပေါ့နော်အတန်မွေးမှုပညာတစ်ခုဖြစ်နော်အသုံးချလို့ရတဲ့အိမ်သုံးလုပ်ငန်းသုံးပစ္စည်းတွေပါမယ် ဟိုဆာကက်ဒီလိုက်တာပါမယ်ဒါပေမဲ့ကျွန်တော်ခေါင်းစဉ်နှစ်ခုအောက်ကနေသွားမှာပေါ့နော်ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်နော်ပြီးလို့ရှိရင်ဒီဆက်လေးဖွင့်လာရင်လက် discovery asia discovery asia အားလိုက်တစ်ချက်ဖွင့်လာရင်နော်ကျွန်တော်ရှင်းပြပေးကျွန်တော်ဖွင့်ပေးမဲ့သင်တန်းပုံစံပေါ့နော်ဒါဆိုလို့ရှိရင်မပြောင်းတော့ဘူးဗျာတိလား မှန်သွားပြီเนาะလိုင်းနေမထက်တော့လိုင်းနေမထက်တော့เนาะ horizon ချလိုက်ရပါဗျာ192လိုင်းเนาะသူပန်ရှင်းကတော့189လိုင်းလို့ပြောတယ်ဒါပေမဲ့ကို reset ချလိုက်တော့192လိုင်းတော့เนาะ192လိုင်းပါ 192 line ပါတယ်ဘာလို့ animal planet ဟုတ်တယ်192 line ထိပါတယ်ဆိုတော့186ထိပဲဆိုတော့192 line ပါကဲအားလုံးတော့အဆင်ပြေပါပြီကနော်ဒါ animal planet လည်းလာတယ်နော်ကဲဒါဆိုတော့ကျွန်တော်တို့ ိုင်စီဖွင့်ကူးရဲဆိုရင်မရောက်တော့ဘူးပေါ့ပြီးပြီးသွားပြီပေါ့နော်ရက်ဆက်ချကြည့်လိုက်เนาะအဲမိတ်ဆွေတို့စီမှာလာအောင်ဆက်တော့ family ပေါ့တော့တုံးနေတဲ့မိတ်ဆွေများရှိလို့ရှင်တယ်နော်ဒီဗီဒီယိုဖိုင်မှာကြည့်ရမိတ်ဆွေများရှင်တယ်ဒါလေးကိုဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးလောက်တက်မယ်လို့ထင်တယ်နော်ပြီးရင်ကျွန်တော်ဒါလေးဖွင့်လာရင်လည်းကျွန်တော်သင်တန်းအကြောင်းလေးကျွန်တော်ရှင်းပြပေးမယ်နော် အဲ့တော့နော်ကျွန်တော် Telegram group ပေါ့နော်ဖွဲ့ပြီးဆိုကျွန်တော် group လုပ်ပြီးဆို group တစ်ခုလုပ်ပြီးဆိုကျွန်တော်တင်ပေးမယ်တင်ပေးမယ်ဆိုတာကနော်ဒီမှာကျွန်တော်ရဲ့ဒီ group ဖွဲ့ရတဲ့ကြီးရွတ်ချက်ကနော်မမမမမိတ်ဆွေတွေအားလုံးကိုကျွန်တော်အတမူဝမ်းကြောင်းပညာရဲ့တစ်ခုအနေနဲ့မိမိတို့နေထိုင်တဲ့နေရာဒေသအသီးသီးမှာနော်ဥမကွာအိမ်မကွာပဲနဲ့ electronic circuit repair နော် electronic device တွေ circuit တွေကိုပြုပြင်တဲ့ပညာရပ်များနဲ့ကိုပိုင် လုပ်ငန်းတစ်ခုပေါ့နော်အတမိုးဝမ်းကြောင်းလုပ်ငန်းတစ်ခုတည်ထောင်ပြီးတော့ဘဝရည်တည်လို့ရနိုင်တဲ့အထိကျွန်တော်တင် जा ပေးမယ်ပေါ့နော်အဲ့လိုကျွန်တော်စိတ်ကူးရတယ်နော်အဲ့တော့နော်အဲ့ညမှာဒီညမှာကျွန်တော်ပြောချင်တာတစ်ခုကနော်ဒါကျွန်တော် group တည်ထောင်ရခြင်းရဲ့ကြီးရချက်ပေါ့ဗျာနော်ဟာနော်ကျွန်တော် group တည်ထောင်ရခြင်းရဲ့ကြီးရချက်အဲ့မှာကျွန်တော်တစ်ခုပြောလို့တာကနော်အဲ့ဘာလို့လိုအပ်မလဲဆိုတော့နော် အတန်းပညာတွေပါလို့မလားဆိုတော့အတန်းပညာတွေအရှင်းတော့ပိုကောင်းတာပေါ့ဗျာเนาะဒါပေမဲ့ကျွန်တော်တို့ကเนาะကျွန်တော်တို့နိုင်ငံအနေနဲ့ကအတန်းပညာဆိုတာကเนาะဟိုတချို့တွေကအလယ်တန်းလောက်နဲ့ထွက်တာရှိမယ်ဗျာတချို့တွေကမူလတန်းလောက်နဲ့ထွက်တာရှိမယ်ဗျာเนาะဒါမိသားစုအခြေအနေရပါเนาะမိသားစုဒီဒီရဲ့အခြေအနေရပါเนาะအဲ့လိုရှိမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဟောကျွန်တော်တို့အတန်းပညာဟို အလက်တန်းမရောက်လို့ရှိရင်လည်းကျွန်တော်တင်လို့မရတော့ဘူးလားဆိုတာလည်းမဖြစ်အောင်နော်ပြီးတော့ကြားမှလည်းကျွန်တော်မခွဲတော့ဘူးနော်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်နော်ဟိုမိတ်ဆွေတို့အနေနဲ့တစ်ချက်စဉ်းစားကြည့်ရမှာနော်တစ်ချက်စဉ်းစားကြည့်ပါနော်မိတ်ဆွေတို့ဘက်ကလည်းတစ်ချက်စဉ်းစားကြည့်ဆိုတာကနော်ကျွန်တော်တို့ဒီကိုယ်အိမ်မှာကိုယ်တိုင်ပြင်မစားဘူးဆိုရင်တော့မှပဲကိုယ်အိမ်မှာတုံးတဲ့လက်စစ်ပစ္စည်းအခုခက်ကကျွန်တော်လက်စစ်ပစ္စည်းဆိုတော့အိမ်တိုင်းအိမ်တိုင်းမှာတုံးကြတာပဲလေနော်ဟိုမိဖို့ကြောင့်ပစ္စည်းသမင်းပေါင်းဒန်နီ နော်ပြုတ်အိုးနော်မျိုးကြောင်သုံးပစ္စည်းတွေဆိုတော့နော်အမျိုးမျိုးရှိတယ်3မိနစ်ရင်နေခရအိုးနော်ပေါင်းအိုးအမျိုးမျိုးဒန်နီမျိုးမျိုးနောက် digital မီးဘူးနော်အဲဆရာတွေပေါ့နော်အဲ့ဒါတွေကကျွန်တော်ဟိုသုံးပြီဆိုတဲ့ကွာတစ်ချိန်ချင်းမှာပြတ်မှာပဲလေနော်လက်ရှိအချိန်နေထားမှာလည်းပြတ်တာပဲနော်လက်ရှိပစ္စုပန်အသုံးစွဲနေတဲ့ကာလမှာလည်းပြတ်နေတာပဲနော်အဲ့တော့ကျွန်တော်တို့ကမပြုတ်ပြင်တတ်ဘူးဆိုရင်ကျွန်တော်တို့နော်နှီးစက်ရာပြင်ဆိုင်တစ်ခုကိုတွားပြီးတော့ electronic ပင်ဆိုင်တစ်ခုကိုသွားပြီးတော့ကျွန်တော်တို့အနှံ့ပြီးတော့ပြုတ်ပြင်ရမယ်နော်အဲပြုတ်ပြင်ရမယ်အဲပြုတ်ပြင်တဲ့နေရာမှာကိုမတက်တဲ့အတွက်ကိုမတိမတက်တဲ့အတွက်သွားပြီးတော့ကျွန်တော်တို့ပြုတ်ပြင်တဲ့အတွက်ပညာတန်ကြီးဆိုတာတော့ရှိကြပဲလေနော်ပညာတန်ကြီးဆိုတာဟိုလက်ခလို့ပြောရင်တော့နည်းနည်းဟိုနည်းရိုင်းမှာဆိုလို့နော်ပညာတန်ကြီးဆိုတာတော့ရှိရယ်နော်အဲပညာတန်ကြီးအရာကျွန်တော်တို့နော်ပေးရတာပဲနော်ပေးရတာပဲပေးပြီးတော့ဆိုကျွန်တော်တို့ပြုတ်ပြင်ကြရတာပဲကိုယ့်စီကောင်းဖို့နော်ပြန်လဲအသုံးပြုနိုင်ဖို့ အဲ့တော့เนาะကျွန်တော်ဒီတင်တန်းမှာတက်ပြီဆိုလို့ရှိရင်เนาะဘာတွေရမလဲဆိုတော့ကျွန်တော်ကတော့တမိုးဝမ်းကြောင်းပညာရတစ်ခုအနေနဲ့เนาะကျွန်တော်ကိုယ်တိုင်အခုလက်ရှိလုပ်နေတဲ့เนาะအိုမကွာအင်မကွာလုပ်နေတဲ့လုပ်ငန်းအတက်ပညာပဲเนาะဒီ electronic circuit repair ဆိုတာเนาะ device တွေပြင်မဲ့ circuit repair တွေပြင်မဲ့ကျွန်တော်လိုမျိုးပဲအိုမကွာအင်မကွာပဲ ਨੇ သူ့ပြင်နိုင်အောင်အတွက်ကျွန်တော်ရည်ရွယ်တာเนาะအဲ့တော့အမျိုးသားအမျိုးသမီးလက်မခွဲကြဘူးအသက်ရွယ် ဟောအသက်ရွယ်ကြတော့လေသက်ရွယ်ကြလေကျွန်တော်မခွဲကြဘူး16နှစ်ပေါ့နော်16နှစ်ပြည့်ပြည့်ပြည့်ရပါဖြစ်ဖြစ်ကျွန်တော်တို့လူငယ်လူရွယ်ပိုင်းကိုကျွန်တော်အဓိကဟိုတီးစီတက်စီခြင်းနဲ့ဗျာအဓိကတော့နော်လူငယ်လူရွယ်တိုင်းကိုတက်စီခြင်းနဲ့ဘာလို့ဆိုတော့သူတို့ကအခုမှတက်လူတွေလေနော်အခုမှတက်လူတွေဆိုတော့ဒီလူငယ်လူရွယ်တွေကကျွန်တော်တို့ဒီ electronic ပညာရပ်စကားရပေးရပညာရပ်တွေနော် ဟို electronic ပစ္စည်းတစ်ပိုက်အမျိုးမျိုးပြုတ်ပြင်နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာအလောက်ကိုင်းလည်းပေါများလာမယ်ပေါ့နော်ဒီအတတ်ပညာတစ်ခုနဲ့အတမိုးဝမ်းကြောင်းပြုလို့ရမယ်နော်ចောင်းသားလူငယ်လူရွယ်လည်းရတယ်နော်ចောင်းသားလူငယ်လူရွယ်လည်းရတယ်ရတယ်ဆိုတာကနော်ចောင်းတစ်ဖက်နဲ့တော့ဝင်မပြီးစီခြင်းဘူးဒါပေမဲ့ဝန္ဒနာပါလို့လေ့လာခြင်းနဲ့ဆိုရင်ဂရုကိုကျွန်တော်ဂရုကိုဝင်လာလို့ရတယ်ဝင်လာပြီးတော့ဆိုပညာတက်ရောက်သင်ယူနေလို့ရတယ်ဘာလို့လဲဆိုတော့နော်ဒီကျွန်တော်ဂရုက အခုကျွန်တော်လောက်ထားတဲ့ပုံစံကနော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတူတယောက်မှမလောက်တဲ့ပုံစံနဲ့ကျွန်တော်ကတင်ကြားရေးဂရုပုံစံကိုကျွန်တော်ကဖန်တီးမှာနော်ဖန်တီးမှာဘယ်လိုဖန်တီးမှာလဲဆိုတော့ကျွန်တော်ကယာတပ်ပံဂရုလောက်မှာနော်ရှင်းရှင်းပြောရရင်တော့ဗျာကျွန်တော်တင်မှသာဒီဂရုကအတက်မဲ့ပဲပေါ့နော်ဒီဂရုကအတက်မဲ့လောက်မယ်နော်ကျွန်တော်ရှင်းနေသေးကာလာပတ်လုံးတက်ရှိတင်ရရှင်းနေသေးကာလာပတ်လုံး အခုဝင်လာတဲ့မန်မာမန်သမျှတင်နန်းသားမန်သမျှကိုဇာတ်တပံကျွန်တော်ကတော့ဒီကရုကိုထားပါမှာเนาะဒီကရုကိုထားပါမှာပြောမယ်ဆိုရင်ဗျာကျွန်တော်ကရုကိုသူက level 1နဲ့ level 2ဆိုရင်နှစ်ခုပဲခွဲလိုက်မှာ level 1နဲ့ level 2 level 2ကြရင်လည်းကျွန်တော်တသက်စာပဲလုံးမှာเนาะ level 2ကြရင်လည်းလုံးမှာအခုကတော့ level 2ကမလုံးရသေးဘူး level 1နေစမယ်ဘာလို့လဲဆိုတော့ကျွန်တော် electronic circuit breaker က နည်းပညာကိုသင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေအခြေခံအပိုင်းကိုစပြီးရဲဆိုသင်ရတော့မယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဘာလို့ခေါင်းစဉ်ပေးရလဲဆိုတော့နော်ဒီမှာ channel နဲ့ရဲ့ခေါင်းစဉ်ပါနော် DHK electron နဲ့ basic electron နဲ့နဲ့နော် basic is electronic and circuit repair tech member group လို့ level 1ဆိုပြီးတော့ကျွန်တော်လောက်ထားတယ်เนาะခေါင်းစဉ်နှစ်ခုနဲ့ပေါ့เนาะ basic electronic เนาะအဲ့တော့ပထမခေါင်းစဉ်အောက်မှာ ခေါင်းစဉ်တစ်ခုရှိမယ်နောက်ဒုတိယခေါင်းစဉ်က circuit repair တက် member group နော် circuit repair တက်ဆိုတော့ခေါင်းစဉ်တစ်ခုရှိမယ်ဒုတိယခေါင်းစဉ်တစ်ခုရှိမယ်အဲ့ဒီခေါင်းစဉ်ကြီးနှစ်ခုအောင်ပါနော်ကျွန်တော်တို့မြန်မာလိုပြောမယ်ဆိုရင်တော့ဗျဟိုအရေးချင်းဆုံးနားလည်လို့အောင်ပြောမယ်ဆိုရင်တော့ basic electronic ဆိုတော့အခြေခံ electronic နည်းပညာပါနော်အဲ့ဒါဟိုအဲ့ဒီခေါင်းစဉ်အောက်ကနေကျွန်တော်တို့အရင်ဆုံးတင်သွားမယ်ပြီးလို့ရှိရင်အဲ့ဒီအပိုင်းပြီးတော့မှအဲ့ခေါင်းစဉ်ကြီးအောက်မှာလည်းခေါင်းစဉ်ကွဲ ဆယ်ခုနဲ့အထက်မှာရှိမယ်ပေါ့နော်။အပြင်ကျွန်တော်တို့ circuit repair test ဆိုတာကကျွန်တော်တို့ circuit repair circuit repair electronic device တွေမှာပါတဲ့အိမ်သုံးလုပ်ငန်းသုံးမှန်တယ်များမှာ air conditioner တက်တာ wash washer TV နော် circuit ပဲ circuit ပဲဖြစ်ဖြစ်ပေါ့ပါတယ်ပေါ့နော်။ကျွန်တော်တို့ဆလောင်းဇက်တွေနော်အများကြီးပါပဲနော်အိမ်သုံးပစ္စည်းတွေနော်။နောက် rainbow set တို့နော်အကုန်ပေါ့နော်။ကျွန်တော်တို့ digital မီးဖို့ circuit တွေအဲအဲအားအမျိုးတွေ အကုန်လုံး circuit မှန်သမျှကိုကျွန်တော်တို့ဘယ် circuit လာလာပေါ့ဗျာပြင်နိုင်အောင်လို့အတွက် circuit line ဒီအခြေခံအခြေခံနော် circuit line ဒီအခြေခံဘယ် circuit လာလာဒီ circuit ကိုဘယ်လိုလိုက်ရမလဲ circuit ကိုဘယ်လိုလိုက်ရမလဲဘိုးတွေဘယ်လိုတိုင်းရမလဲနော်အဲ့ဒီအပိုင်းတွေကိုအခြေခံပိုင်နိုင်အောင်သင်သွားမှာနော်အဲ့ဒါတွေပါမယ်နော်အဲအဲ့တော့အဓိကခေါင်းစဉ်နှစ်ခုရှိနေတယ်နော်အဲ့တော့ခေါင်းစဉ်တစ်ခုချင်းစီကိုကျွန်တော်ဖွဲ့ပြီးရှင်းပြမယ်နော်ခေါင်းစဉ်ဒီတစ်ခုအောင်မှာဘာတွေပါမလဲဘာတွေပါမလဲနော် အဲ့တော့ဒီမှာကြည့်မယ်နော်ကျွန်တော်တို့ဒီမှာဒါ group ကတော့ဒီ group မှာကျွန်တော်တင် जा ပေးမဲ့အပိုင်းက group name မှာပါတဲ့အတိုင်းပေါ့နော်နောက်ခုနပြောလို့အခြေခံ electron နဲ့အကြောင်းအရာမျိုးစုံနဲ့ကျွန်တော် circuit မျိုးစုံကိုမီတာနဲ့တိုင်းတာစစ်စစ်ပြုတ်ပြင်နိုင်စေတဲ့အထိနော်အဲ့နီလန်းတွေကိုကျွန်တော်ကခေါင်းစဉ်ကြီးတစ်ခုအောက်ကနေပြီးတော့ခွဲခြားပြီးတော့ကျွန်တော်တင် जा ပေးပါမယ်နော်ခွဲခြားပြီးတော့ကျွန်တော်တင် जा ပေးပါမယ်ပြီးတော့နော်ဒီမှာကျွန်တော်တို့တစ်ချက်ကြည့်မယ်နော် မဘာဝင်ဝိစင်များအနေနဲ့ပထမခေါင်းစဉ်ကြီးဖြစ်တယ်နော် basic electronic ဆိုတဲ့အခြေခံ electronic သင်ခန်းစာမှာသင်ယူရမယ့်အကြောင်းအရာများဆိုပြီးတော့ကျွန်တော်နော်ခေါင်းစဉ်ငယ်လေးခွဲပေးတာနော်ခေါင်းစဉ်ငယ်လေးခွဲပေးတာကျွန်တော်ကြည့်မယ်နော်နံပါတ်1ကကျွန်တော်တို့အတန်တိဆောက်ပုံနဲ့ electron ဖြစ်ပေါ်လာပုံသဘောတရားနော်အဲအဲ့ဒီအကြောင်းကိုသင်ရမယ်နော်ဒါ electronic basic အခြေခံနော်အားနေအခြေခံအစအဲ့ဒီနံပါတ်1အတန်တိဆောက်ပုံနဲ့ electron ဖြစ်ပေါ်လာပုံကနေစမှာနော်လုံးဝအခြေခံကနေပြီးတော့သွားမှာနော် နံပါတ်2က ACDC ဘိုအားတွေဖြစ်ပေါ်လာတဲ့အကြောင်းเนาะဘိုအားများအကြောင်းပေါ့ဗျာသူ ACDC နဲ့ပတ်သက်တဲ့ဘိုအားတွေဘလိုအားနေဖြစ်လာတဲ့เนาะဘယ်နှခုနှစ်ကနေစပြီးတော့เนาะဘလိုပုံကိုမျိုးကပညာရှင်မျိုးကရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့အကြောင်း ACDC နဲ့ဘိုအားအပြိုင်တဲ့အကြောင်းတွေပါမယ်เนาะ ACDC ဘိုအားเนาะเนาะ addition တို့เนาะပညာရှင်ကြီးတွေရဲ့အကြောင်းတွေပါမယ်เนาะပြီးရင်ကျွန်တော်နံပါတ်3နေနဲ့ electricity အကြောင်းเนาะ electricity ဆိုတာ ACDC ဘိုအား ACDC ဘွားတွေเนาะကျွန်တော် electricity ဆိုတာကကျွန်တော်တို့ဒီတိုင်းနိုင်ငံအသီးသီးမှာသုံးတယ်ပေါ့ဗျာကဘာပေါ်ကနိုင်ငံအသီးသီးမှာသုံးတယ်ကျွန်တော်တို့လက်စစ်ဘွားတွေအကြောင်းကားရမ်းတွေအကြောင်း frequency တွေအကြောင်းတွေကျွန်တော်တို့ပါမယ်เนาะလက်စစ်ဘလို့ဖြန့်ဝေပေးဖို့လဲကဘာကြီးမှာเนาะကဘာကြီးပေါ်မှာရှိတဲ့တိုင်းနေနိုင်ငံတွေမြို့နယ်တွေမှာเนาะအဲအဲ့လိုဘလို့တွေသုံးတယ်ဘယ်နိုင်ငံတွေကဝန်တန်းဘွားတွေသုံးတယ်ဘယ်နိုင်ငံတွေက220တွေသုံးတယ်အဲเนาะနောက်3 phase အကြောင်းတွေပါမယ်။ဟော electricity ဆိုတာကပြောမယ်ဆိုလို့ချင်းဒါလျှက်ဆက်ဟိုကအစစ်စစ်ဖြန့်ဝေပုံအကြောင်းပေါ့ဗျာနော်။အဲ့ဒီအကြောင်းတွေပါမယ်။ပြီးရင်နံပါတ်၄เนาะနံပါတ်၄မှာကမီတာအမျိုးမျိုးအသုံးပြုတိုင်းတာလေး digital meter ရှိမယ်ကျွန်တော်တို့ clamp meter တွေရှိမယ်။ဟောကျွန်တော်တို့ multimeter တွေရှိ analog multimeter တွေရှိမယ်နော်။အဲ့ meter အမျိုးမျိုးအသုံးပြုတိုင်းတာလေးเนาะဒါတွေတိမှာကျွန်တော်တို့က circuit တွေကိုကျွန်တော်တို့ကတိုင်းတာပြီးတော့ voltage တွေတိုင်းမယ်เนาะ ohm တွေတိုင်းမယ် နော် ambia တွေတိုင်းမယ် current တွေတိုင်းမယ်နော် ambia current တွေတိုင်းမယ်ဟုတ်ပြီနော် capacitor တွေတိုင်းမယ်အဲပြီးလို့ရှိရင်ဒီမှာလာမယ်နော်နံပါတ်5ကအခြေခံ electronic pc 5မျိုးအကြောင်းနော်အမှန်တော့ကျွန်တော်တို့အခြေခံ pc ကတော့ကျွန်တော်တို့ရေဘူးအားဖြင့်တော့6မျိုးရှိရပါဗျာဒါမဲ့ကျွန်တော် transistor တစ်မျိုးထည့်ထားတယ်နော် transistor က